မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဒီတစ်ခါမှဆရာလှည့်ကြလာတာတော့ဂျာစာပရိသသမီးတွေလှည့်ဖြစ်ပါတယ်2025ခုနှစ်ဇွန်လအတွင်းမှာဂျာစာပရိသသမီးမိတ်ဆွေတွေဘယ်ຢာရီကမိတ်ဆွေတို့အတွက်အကျိုးပေးအားသာကောင်းမှုပြီးတော့ကံကောင်းစေမလဲဘယ်ຢာရီကဒီတလှတာတော်တွေမှာစင်ကြရမလဲဆိုတာကိုဟောကြားပြီးမှဖြစ်ပါတယ်ခင်ဗျနော်ဥစ္စာပထမဂျာစာပရိသသမီးမိတ်ဆွေတွေအားလုံးဘေးပညာတွေဝေးကွာလို့ ကိုစီကိုစီကောင်းကျိုးလုံရင်ဆန္ဒမှန်သမျှရရှိကြပါစေကျောင်းဆရာကဒီကနေ့မေတ္တာပို့ထောပနာပြုဆုတောင်းလိုက်ရပါတယ်ခင်ဗျာဂျာစာပရိသတ်မိမိတ်ဆွေတွေမိတ်ဆွေတို့ရဲ့လက်ရှိရင်ထဲမှာအောင်မြင်မှုတွေ ရရှိကျင်နေတာမျိုးလုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့ရှိရင်လည်းအကူအညီတွေရရှိကျင်နေတာမျိုးသို့မဟုတ်ရင်အဲမိတ်ဆွေတို့ရဲ့လုပ်ငန်းရာတွေနဲ့ပတ်သက်လို့ရှိရင်လည်းတိထက်ပို့ပြီးတော့တိုးတက်အောင်ရရှိကျင်နေရမျိုးအထက်လူကြီးအကြီးအကဲသို့မဟုတ်အဖေသို့မဟုတ်မိသားစုသို့မဟုတ်ရင်ဒီလိုကိစ္စမျိုးတွေမှာကိုယ်မှလူဝင်ဆန္ဒတွေကိုလိုချင်နေတော့ကာလမိတ်ဆွေတို့အနေနဲ့ အဲသူတို့တွေအခွင့်အလမ်းပေးရင်ကောင်းမှာဆိုပြီးတော့စဉ်းစားတွေးခေါ်နေတာမျိုးတွေကြုံတွေ့နေရတယ်အထူးသဖြင့်မို့မိမိရဲ့အဲယောက်ျားနာလည်းကိုယ်ငွေအံ့ရင်ကောင်းမှာပဲအဲဘုမောအထက်လူကြီးအကြီးကြီးကလည်းကိုယ်မျက်နှာလာပေးရင်ကောင်းမှာပဲလုပ်ငန်းအလုပ်ကိစ္စကလည်းဒါလေးတော့အောင်မြင်သွားရင်ကောင်းမှာပဲဆိုပြီးတော့ကောင်းသောစံကလေးတွေနဲ့တွေးခေါ်နေတယ်ဆိုတော့တွေးခေါ်နေတဲ့စိတ်ကလေးကိုကိုညီတောက်ကြည့်တာမျိုးတိုင်မြင်တာမျိုးလုပ်ကြည့်ပါအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းတွေရရှိလာမယ်လာဖြစ်တယ်ဒါအပြင်ကျန်စာပရိသတ်မိတ်ဆွေတွေဟာကန်တရားကန်တရားဟာဒီလဟာ ဇာပိတာမိတ်ဆွေများပေါ့အခြားသောနေသားတွေတက်ကိုကံကအနှင်းငယ်လေးစတိတာနေတာမျိုးတွေတွေ့ရတဲ့အတွက်မိတ်ဆွေဇာပိတာသမီးများဒီလတာတော့ဒီမှာဆိုမိမိတို့ဖြစ်လို့သောဆန္ဒအဲလုံးလုံးသောကိစ္စမှန်သမျှကိုရှေ့တူဆောင်ရလှုပ်ဆောင်ရင်အောင်မြင်ခြင်းအသာခြင်းတွေတိုးတက်နိုင်တဲ့လာဖြစ်ပါတယ်ခင်ဗျာအထူးသဖြင့်မိတ်ဆွေဇာပိတာသမီးတွေတော်များများဇာပိတာဆိုတဲ့အတိုင်းပဲဇာတ်အတိုင်းပဲဆရာကြီးလှုပ်တတ်တာမျိုးတွေအဲ အဲကျစာပရိရဲ့သဘောကဆရာကြီးလှုပ်တတ်တဲ့သဘောကိုကိုဆရာကြီးလို့ရင်တော့မကြိုက်တတ်တဲ့သဘောလေးတွေပြောတတ်ဖြစ်ရတတ်တဲ့အတွက်ကျစာပရိသားမိတ်ဆွေတွေကဒီလတာတော်တွေမှာဆိုရင်ကံရဲ့အထောက်အကူကိုရရှိတတ်တယ်အထူးသဖြင့်အပြောစုံနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာခြေထိုးဆောင်ရွက်ပါအဖွဲ့အစည်းအသင်းအဖွဲ့နဲ့ပတ်သက်တာမျိုးလေးတွေ knowledge social media နဲ့ပတ်သက်တာမျိုးလေးတွေ knowledge ပေါ့နော်ဘုသူတာတွေဆရာကြီးလောက်ရတဲ့အလုပ်တွေအဖွဲ့အစည်းတွေဘေးဒင်ဘေးဒါစံကြံတရုတ်ဆောင်အစိုးရကအရေးတီးသူခုမှအမှုပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအရောင်းဝယ်နဲ့ပတ်သက်တဲ့လုပ်ငန်းတွေချိတိုးဆောင်ရလုပ်ဆောင်ရအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာဖြစ်တာအတိအကျပဲဖြစ်တယ်။ဒါအပြင်စက်တူလုပ်ငန်းတွေစားတောက်ကုန်လုပ်ငန်းတွေအကျိုးပေးပါတယ်။ရွှေငွေစိန်ရွှေရန်ဒါကြောက်မြတ်ရန်ဒါအစရှိတာတွေနဲ့ပတ်သက်ပြီးတော့ဝယ်တာမျိုးယင်းဤတာမျိုးစတင်လုပ်ဆောင်တာမျိုးတွေဟာပုံမူအားသာကောင်းမွန်ပြီးတော့တိုးတက်နိုင်တော့လာ နေကြတယ်မှာလွဲမသိအစဉ်ပြေမဲ့လဖြစ်တဲ့အတွက်ဘာကိုဖြစ်ဖြစ်ရှေ့တို့ဆောင်ရလှုပ်ဆောင်ပြီးတော့အတွေးခေါ်အကြံစီတွေနဲ့ပလန်ချလိုက်ပါကန္တရရဲ့ထောက်ကူနဲ့အစဉ်ပြေမှုတွေရရှိပြီးတော့ဒီလဟာလုပ်ငန်းကိစ္စအလုပ်ကိစ္စမှန်သမျှကိုစတင်ရန်အရှိရှရန်အတွက်တော့အကောင်းဆုံးအချိန်နဲ့အချိန်ကာလလဖြစ်တယ်လို့ဆရာကပြောရဲပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေဇာသာပရိသတ်သမီးမိတ်ဆွေတွေဟာကျမ်းမာရေးကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အထူးသဖြင့် အသက်ရှူကြတာမျိုးလေးတွေနှလုံးနဲ့ပတ်သက်တာမျိုးလေးတွေမောတာမျိုးလေးတွေအဲဆွမ်းနာလို့အသက်ရှူမဝတာမျိုးလေးတွေပတ်သက်လို့ဖြစ်ရတတ်တယ်။တိုက်ဆွဲတိုက်ဆက်ပြီးပထန်းဆက်တွေပုတ်ကိုယ်ဆွဲတွေခြိတဲ့မိတ်ဆွေများဟိုကတော့မိမိတို့ရဲ့ပထန်းဆက်ပုတ်ကိုယ်ဆက်တွေဘာလို့တော့ရရင်လှူပေးမယ်ပြောပြီးတော့ဂရီးပြတ်နေတာမျိုးတွေရိုးရာညှိုးတာမျိုးလေးတွေဖြစ်ရတတ်တဲ့အတွက်တော့ရိုးရာမမိပါနဲ့။သို့မဟုတ်မိမိရဲ့ပထန်းဆက်တွေလူဆိုတာအချို့နေရာတွေမှာကိုက ဲကျုံမှာပါမိတ်ဆွေတို့အာဘာလီတော့အဆင်ပြေရရင်ကောင်းမှာဆိုတိုင်တယ်ပြီးကိုကမေ့နေတယ်အဆင်ပြေတော့အဲကြတော့အဲနတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းမှာမိမိတို့ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်ဆက်တွေမိမိတို့ရဲ့ဆရာသမားအရှင်ဆက်တွေနဲ့ပတ်သက်လာလို့ရှိရင်အဲမိတ်ဆွေတို့အနေနဲ့ဂတိပေးထားရင်ဖြစ်အောင် တီအောင်ကြိုးစားပါနတ်နဲ့နဂါမလဲစားနဲ့ဆိုတဲ့အတိုင်းပဲเนาะအဲထိုသူတွေရဲ့အကူအညီအဆောင်အချောက်တွေရရှိတတ်တယ်လို့လွဲရင်လည်းကိုယ့်ကိုညှိုးတက်တဲ့အပတ္တကာလဖြစ်တယ်ခကြီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်ငွေကြီးနဲ့ပတ်သက်လာရင်ဆက်ပစ္စည်းရင်ကိစ္စလေးတွေကြောင့်အိမ်အဆောက်အဦကိစ္စလေးတွေကြောင့်လန်တရာကိစ္စလေးတွေကြောင့်ဒေါ်နီရှင်းမအလှူကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတတ်တယ်လို့ငွေကြီးနဲ့ပတ်သက်လာရင်အဲအရှိရေးနဲ့ပတ်သက်ပြီးတော့ငွေကုန်ကြီးကြများရတာမျိုးတွေအဲ လူငယ်တွေဆိုလို့ရှိရင်လည်းနှလုံးသားကြီးရာနဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တယ်။စက်ပစ္စည်းရင်နဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးတွေကြုံရတတ်တော့လာဖြစ်တယ်။ဒါအပြင်အထယ်လိမ့်လုပ်ငန်းတွေအားနည်းစီတယ်။ ခီးသွွားလုပ်ငန်းလေးတွေကြောင့်ငွေအကြီးအဖတ်မတင်တာမျိုးလေးတွေကြောင့်အတက်တယ်။တယ်ယူပို့ဆောင်ရေးလုပ်ငန်းလေးတွေကြောင့်နန်းလေးကြန့်ကြာတက်တယ်။အဲစကားကိုနှစ်ခွာပြောတဲ့မိတ်ဆွေများသတိထားစင်ကြင်ရတော့လိုအပ်ပါတယ်။လက်လွန်တာတဲ့ငွေကြီးတွေကိုကိုကတိုက်ရိုက်တောင်းတာမျိုးထက်တအူးတယောက်ရဲ့အကူအညီကိုရယူပြီးတောင်းဆိုပါပတ်စံပစ္စည်းပျောက်တာမျိုးဆက်ပစ္စည်းရင်တခိုးခိုးခံရတာမျိုးတွေပျောက်တာမျိုးတွေဖြစ်ရတဲ့အတွက်တော့သတိထားစင်ကြင်ပေးဖို့လိုအပ်ပါတယ်။ တပည့်လက်သားသာသမိတွေနဲ့ပတ်သက်လို့စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တယ်အဲတပည့်လက်သားတွေနဲ့ပတ်သက်လို့သာသမိတွေနဲ့ပတ်သက်လို့ရှင်ရင်စိတ်တိုင်းမကြတာမျိုးစိတ်စိတ်ပင်မရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့မိတ်ဆွေတို့အနေနဲ့ဒီကအပတ်ဒီမှာသတိထားပါကိုဝင်ဆောင်မျိုးသမီး မိတ်ဆွေများဆရာရဲ့မိတ်ဆွေများပါလို့ရှိရင်လည်းအဲဟိုခလေးငယ်ဆွမ်းလာလို့ခလေးမမွေးခင်မှာမိတ်ဆွေတို့အနေနဲ့ကိုအဲအလေးပင်နေမှတာမျိုးလေးတွေတာမန်ထက်တော့တတိထားရမယ်လို့ပြောခြင်းဖြစ်တယ်เนาะအဲဆရာလည်းမိမမရှိတော့အဲရှိယောက်ျားလေးကိုဝင်ဆောင်လာလေးဆရာလည်းမတွေ့ဘူးတော့ဆရာလည်းမသိဘူးကတ်ကျင်ညာလိုက်အောင်မယ်เนาะဆိုတော့အဲဟိုသာသမီတွေနဲ့ပတ်သက်ပြီးတော့မထင်မှတ်ဖက်ဆရာတို့ဘယ်လိုပြောမလဲအင်္ဂလိပ်လိုဆိုဘယ်လိုပြောမလဲ ဒိုင်ဗော့ဖြစ်တာလားဘလို့တော့ဆရာလည်းသိမသိဘူးเนาะပျက်စီးတာမျိုးတွေဖြစ်ရတတ်တယ်မဖြစ်ပါစေနဲ့ဒါပေမဲ့တတိထားပါမီးတို့လှက်စစ်ပစ္စည်းတို့နဲ့ပတ်သက်ပြီးကင်တဲ့အခါမှာလည်းတတိထားစင်ညကင်ရန်လိုအပ်ပါတယ်လို့ဆရာကထပ်လောင်းပြောကြားလိုက်ပြရစီတတိထားစင်ရမယ်လုပ်ငန်းလေးတွေကိုဥစားတစ်ခါလေးတပရိတ်တက်ပေါ်ပြပေးခြင်းပါတယ်ဒီလတာတော့ဒီမှာငွေကြီးနဲ့ပတ်သက်လာလို့ရှိရင်ကို့အတွက်တော့ကောင်းတယ်တဘာသူကိုကူညီတာမျိုးလေးတွေတဘာသူကိုဂတိခံပေးတာမျိုးလေးတွေတဦးတယောက်ပေါ်မှာငွေကြီးနဲ့ပတ်သက်လို့ရှိရင်ငါအာမခံတယ်ဆိုတာမျိုးလေးတွေကိုနဲ့မဆိုင်တဲ့ကိစ္စလေးတွေမှာနေတတ်အောင်နေပါ မဆိုင်တဲ့ကိစ္စလေးတွေမှာအပြောအဆိုအစအနေထိုင်ရအစတတိထားဆင်ကျင်ပေးပါကိုကိုလူမုံများတက်တယ်လို့တပည့်လက်သားအောက်လက်အောက်လူလူငယ်တော်လန်တက်တဲ့ဒါကြောင့်မလို့မိတ်ဆွေတို့တတိထားပါအဲပြီးတော့ပြပခီးသွားလေးတွေနဲ့ပတ်သက်လို့ဖြစ်စေဘာသာရှားတွေနဲ့ပတ်သက်လို့ဖြစ်စေနေရှားကနိုင်ငံရှားကဆိုတာမျိုးလေးတွေကိုတတိထားပါလူလိန်ခံရတတ်တယ်အတော့မိတ်ဆွေတို့အနေနဲ့ဆိုရှယ်မီဒီယာနဲ့ပတ်သက်ပြီးရှိတာငားတာလေးတွေအလိန်ခံရတတ်တယ်လူမျိုးရှားဘာသာရှားတိုင်းတစ်ပါးတွေနဲ့ပတ်သက်ရင်နည်းနည်းလေးခက်ခဲနိုင်တယ် ပတ်စပို့ဗီဇာလုပ်ငန်းတွေနဲ့ပတ်သက်လာလို့ရှိရင်ကိုကိုတိုင်းတိုက်ရိုက် face to face လောက်ပါအလေးမခံရအောင်လို့မဟုတ်လို့ရှိရင်နေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့အဲအိမ်ဆောက်တာမျိုးလေးတွေမြေယာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ငွေကြေးနဲ့ပတ်သက်အလင်းခံရတတ်တဲ့အတွက်တော့လက်တွေ့မကြမတိကြပဲနဲ့တခါမှမယုံကြည်ရပဲနဲ့ဟောယုံရပါတယ်ဆိုပြီးလူတွေအကြောင်းကိုယုံပြီးတော့သွားမလုပ်ပါနဲ့တေချာတဲ့ကျင်းသေးတဲ့မိတ်ဆွေအလင်းခံရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တတိထဆင်ကျင်ပေးရန်လိုအပ်ပါတယ်တပည့်လတ်သာသာသမီစိတ်ပေါ်တော့ကပြတတ်ပါတယ်ဒါကတော့ညံ့တာတွေပေါ့ ညနာတွေပဲတပါးလေးပြောလိုက်မယ်ဒီလကတော့ဒီမှာဇာစာပိသသမိတွေဟာ25ရက်နေကြော်သွားရင်ညံ့ပါတယ်ဇာစာပိသသမိတွေက6လပိုင်းတွင်မှာဆိုရင်25ရက်အတွင်းမှာဘာကိုလှုပ်လို့ပြီးစီးအောင်လုပ်ပါ25ရက်ကြော်သွားလေလို့နောက်ထပ်တစ်ပတ်နောက်ဆုံးတစ်ပတ်မှာတော့ညံ့နေဆိုတာကိုသိထားဖို့လိုအပ်တယ်ဒါအပြင်ပတ်စံပြောက်တာမျိုးတွေတခိုးခိုးခံရတာမျိုးတွေပစ္စည်းအထားမှားတာမျိုးတွေစပစ်စီရင်နဲ့ပတ်သက်လို့ရှိရင်အပြတ်အချလေးတွေများတက်တွေ့တော့တတိထားဆင်ခြင်ပေးရန်လိုအပ်ပါတယ်အရှိလူငယ်တွေအရှိအေးမှာတော့မိမိတို့အနေနဲ့အဲ ိုကဆွနလိုပါမိတ်ဆွေတို့နေနဲ့ဖွင့်ပြောမဲ့ကြံလိုက်မှဟိုဆွနလိုပါတဲအကြီးစားရှိနေတာမျိုးသူ့မှာဖူးစားရှိပြီးသားရှိနေတာမျိုးတွေကြောင်းဖိရတက်တဲ့အတွက်တော့မိတ်ဆွေတို့နေနဲ့အခြေအနေပတ်သက်လာဆန်းအားနေတော့လာဖြစ်တဲ့အတွက်မိမိတို့ရှစ်တော်မြတ်နိုးတော်သူကိုကိုကိုတိုင်းတိုက်ရိုက်ဖွင့်ပြောတာမျိုးထက်သေးသေးချာချာလေ့လာပြီးတော့မှဆုံးဖြတ်ပါမထင်မဖက်ကြီးစားလဲရအိမ်ထောင်လဲကြဆန်းခေါ်လက်ကောစုပ်ကောဝင်တက်တဲ့အတွက်တော့သတိပြုသတိပြုရန်စင်ကြင်ရန်အတွက်တချို့ကြတော့လေလိုချင်နေကြတော့ဆိုတော့ဆရာမပြောတော့ဘူးเนาะ အခြေအခြေအနေပတ်သက်လာရင်တော့တဦးနဲ့တဦးတယောက်နဲ့တယောက်နီတိကကရှိနေတဲ့မိတ်ဆွေများအခြေအနေပတ်သက်လို့အဲနားလည်မှုလွဲတာမျိုးတွေရိုးစွတ်ခံရတာမျိုးတွေဆွတ်ဆွဲခံရတာမျိုးတွေဖြစ်ရတတ်တယ်။သမီးကြီးများအနေနဲ့ကတော့ဝေးကွာနေသူများဖို့ကတော့အဲမိတ်ဆွေတို့အနေနဲ့ အဲတုံးနဲ့တူတယောက်နဲ့တယောက်တန်တရားစိတ်တွေများနေတာမျိုးလေးတွေမိမိတို့အနေနဲ့မိမိရဲ့ရှစ်သူအပေါ်မှာကိုလိုချင်တဲ့ဖြစ်ရှင်တဲ့ဆန္ဒကတခုဖြစ်နေတာတခုဆိုတာမျိုးလေးတွေကြောင့်တဟဇတာမတဲ့တစ်ဖက်လူအပေါ်မှာစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေသို့မဟုတ်တစ်ဖက်လူကြောင့်စိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတာမျိုးလေးတွေကြုံရတတ်တဲ့အတွက်တော့လူငယ်များဖို့အရှိရင်းနဲ့ပတ်သက်လာရင်တော့ရီးစားပါတာပေတာဘာသာပြောကဘာမှမဖြစ်ပေမဲ့လို့မိမိရဲ့အရှိရင်းမှာစိတ်ပင်ပန်းတယ်လို့ခံစားနေရတတ်တော့ လာဖြစ်တယ်ထို့အတူပဲအဆက်အသွယ်ပြတ်နေသူတွေပြန်လဲအဆက်အသွယ်ရရှိတတ်တယ်နီးနေသောမိတ်ဆွေများဖို့ကတော့အကြောင်းအကောင်းသောအခွဲခွာခြင်းမျိုးတွေသို့မဟုတ်လို့ရှင်ချစ်သူသမီးကြီးစားနဲ့ပတ်သက်ပြီးတော့ခီးတူထွက်ရတာမျိုးလေးတွေကြုံရတတ်တယ်လို့ခီးသွားရန်အတွက်ကိုလည်းဆန္ဒလိုငွေကုန်ကြီးကြများရတာမျိုးအရှင်ကြီးမေတ္တာကြီးနဲ့ပတ်တိုင်ငွေကုန်ကြီးကြများရတတ်တော့လားဖြစ်ပါတယ်အိမ်တော်ကြီးအိမ်တော်ရှင်များဖို့ကတော့ဘာမှစိုးရိမ်စရာဘာမှမရှိပါဘူးအကယ်၍အဆင်မပြေနိုင်စရာရှိရင်နှက်ချက်ပဲရှိတယ်နံပါတ်1ကတော့ငွေကြီးနဲ့ပတ်သက်လို့အဆင်မပြေတာ နံပါတ်1ကတော့တာသမီတပည့်လက်သားနဲ့ပတ်သက်လို့အဆင်မပြေတာလွှဲရင်ကျန်တာဘာမှမညံ့တဲ့အတွက်အဲမိမိတို့ရဲ့အိမ်တော်ကြီးဟာမိမိရဲ့အိမ်တော်ဘက်ကျင်တ်အောင်ဆိုရင်ငွေများများချပေးသို့မဟုတ်ရင်လည်းတာသမီနဲ့ပတ်သက်ပြီးတော့အဲအကြောင်းပြပြီးရန်ဖြစ်ပြဿနာများတာမျိုးကြီးကြုံရတတ်တဲ့အတွက်ကျန်တာကတော့ဘာမှစီစီဝေးဆူဆူဝါမရှိဘူးဒါပေမဲ့ အပြက်စီးကြုံလောက်တဲ့အထိစိုးဝါလောက်တဲ့အထိကွဲကွာလောက်တဲ့အထိမတွေ့ရပါဘူးသို့သောကိုဝင်ဆောင်မျိုးသမီးကြစားပြီးသားသမီးမိတ်ဆွေများမထင်မှာပဲသားသမီးတွေအဖတ်မတင်တာမျိုးမမြဲတာမျိုးပြတ်တာမျိုးတွေကိုဒေါက်တာကိုဘယ်ယူဆရမယ့်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေများအနေနဲ့ဒါလေးတွေမှာအသွားလာအနေထိုင်လေးတွေကိုတတိပြုစင်ကျင်ရန်လိုအပ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါရစေမိတ်ဆွေကြစားပြီးသားသမီးတွေဒီလာတာတော့တွင်မှာဆိုရင်ယာရုလုပ်ငန်းကိုင်ငန်းနဲ့ပတ်သက်ယာရုတိုးဖို့အတွက်တော့ငွေကုန်ကြီးကြများလာမျိုး ဂျာရုလုပ်ငန်းနဲ့ပတ်သက်ပြီးတော့အပြောင်းရွှေ့တော့ရလိမ့်မယ်ဒါပေမဲ့နေရာထိုင်ခြင်းစိတ်တိုင်းမကြတာမျိုးလေးတွေအာရဂီနဲ့နဲ့ကုံတာမျိုးလေးတွေဆရာပြောတာသဘောပေါက်ပါတယ်နော်အဲအဲ့လောက်လေးတွေငွေကုန်ကြေးကျများရတာမျိုးအပြောင်းရွှေ့ကိစ္စနေရာထိုင်ခြင်းကိစ္စလေးတွေကြောင့်ငွေကုန်ကြေးကျများရတာမျိုးလေးတွေတော့ကြုံရတတ်တယ်ဂျာရုလုပ်ငန်းနဲ့ပတ်သက်ရင်တိုးတက်နိုင်တယ်ပညာရေးမှာတော့မိမိတို့အနေနဲ့ကျစားပရိသတ်သမီးတွေဒီလာတာတော်တွေမှာမိမိအနေနဲ့ပညာရေးနဲ့ပတ်သက်ရင်သင်ရင်သင်သလောက်လေ့လာတိုးတက်နိုင်ပြီးတော့ပညာရေးမှာတော့အားကောင်းနေတော့လဖြစ်တဲ့အတွက်စိတ်ပူစရာဘာမှစိုးရိမ်စရာမလိုပဲဖြစ်ရှင်တဲ့အတိုင်းဖြစ်လာမှအတေကြပဲဖြစ်တယ် ညီကိုမနမမိမိရဲ့မိသားစုတွင်မှအရှုံးအောင်ဖြစ်နေသူတွေမိသားစုနဲ့ပတ်သက်ပြီးတော့နားလည်မှုလွဲနေသူတွေဒီကာလမှာကိုကကြိုးစားပြီးတော့တဲ့မှတ်အောင်စီလုံးအောင်နားလည်အောင်ဖြစ်ရှင်းရန်တော့အသာကောင်းမှုတော့လာဖြစ်တယ်အများနဲ့ပတ်သက်တာတွေအဖွဲ့အစည်းအသင်းဖွဲ့နဲ့ပတ်သက်တာတွေချီတိုးဆောင်ရလှုပ်ဆောင်လို့ကောင်းပါတယ် ချစ်တို့ဆောင်ရလှုပ်ဆောင်မှာစက်ပစ္စည်းဆိုင်ရာလုပ်ငန်းတွေစားသောက်ကုန်ဆိုင်ရာလုပ်ငန်းတွေစံစီစေးစားစက်ပစ္စည်းနဲ့ပတ်သက်တာတွေရေထွက်ကုန်ပစ္စည်းတွေချွေငွေလက်ဝတ်လက်စားနဲ့ပတ်သက်တာတွေအမှုပညာအစိုးအခအရေးအတိပကြီးပပုဘေးရင်ပိဒစံကြံတရုပ်ဆောင်အဖွဲ့အစည်းနဲ့ပတ်သက်တာတွေအိမ်တွင်းမှုဆိုင်ရာလုပ်ငန်းတွေချွေလုပ်ငန်းတွေရေထွက်ကုန်လုပ်ငန်းတွေအိုးအိမ်ရှမ်းပြည်မြေယာထိုင်ခင်းနဲ့ပတ်သက်သောလုပ်ငန်းတွေ တန်တွတ်တဲ့အစရှိတာတွေကွန်ပျူတာတွေဒီလိုလုပ်ငန်းတွေနဲ့ပတ်သက်ရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းတော့ကာလာဖြစ်ပြီးတော့ဘာကိုလှုပ်လို့ဆက်တူလုပ်ငန်းတွေရှေ့တိုးဆောင်ရလှုပ်ဆောင်လို့ကောင်းတယ်လို့မိတ်ဆွေအစ်တတီရဲ့အကူအညီကိုရရှိတတ်တယ်လို့မိတ်ဆွေဟောင်းနေနာကနေလည်းအကြံစီကိုရယူရန်အတွက်အကျိုးစားရန်အတွက်တော့အာသာကောင်းမွန်သောလဖြစ်တာတော့အတေချာပဲဖြစ်တယ်ဗျာ ဒါအပြင်ဆွေမျိုးသားချင်းတွေဘဝဉင်မှာရှိတဲ့ဆွေမျိုးသားချင်းတွေရဲ့မတည့်သူတွေမမီနဘူဟာမိမိနဲ့နားလည်မှုလွဲနေတဲ့ဆွေမျိုးသားချင်းတွေတောင်မှနားလည်မှုရရှိအောင်အေးချမ်းအောင်စွမ်းဆောင်နိုင်တော့လာဖြစ်တဲ့အတွက်မိတ်ဆွေကြသာပရိသတ်သမီးများဒီလဟာအဖွဲစည်းနဲ့ပတ်သက်တာတွေအများနဲ့ပတ်သက်တာတွေဥဆောင်ဆောင်ရွက်လှုပ်ဆောင်ရင်အောင်မြင်တိုးတက်မဲ့ကာလဖြစ်ပြီးတော့အကြံစီအတွေးခေါ်တွေကိုဖြစ်မြောက်အောင်လှုပ်ဆောင်တဲ့တော့လာဖြစ်တာကတော့အတေကြပဲဖြစ်တယ်။ဒါအပြင်မိတ်ဆွေကြသာပရိသတ်သမီးများဒီလတာတော်တွေမှာဆိုရင်ခရီးသွားဆိုင်ရာကိစ္စလေးတွေမှာတော့ မလိုအပ်ဖဲမတိရှာဖဲနဲ့ခྱི་ထွက်တာမျိုးလေးတွေကိုတတိထားပါအဲပြီးတဲ့အခါမမြင်ရတော့မတွေ့ရတော့အရာလေးတွေကိုမယုံပါနဲ့လူယုံမလွယ်ပါနဲ့အလိန်ခံရတတ်တယ်ခင်ဗျအထူးသဖြင့်ဆရာဒေပြောရရင်ဘာလို့ထားအောင်မှားလဲဆိုတော့ လူငယ်တွေတော်တော်များအခုခေတ်မှာလူငယ်တွေရောလူကြီးတွေရောနိုင်ငံခြားကတော့ပြပကတော့ဆိုပြီးတော့ဆက်စီလာလာမေးကြတယ်ကြီးသားတွေထားကြတယ်ကြားဖြန်တယ်နော်ဆိုလိုတာကြီးသားတွေထားကြတယ်တမိကြီးတွေဟိုကနိုင်ငံခြားပုံလည်းမသိဆိုရှယ်မီဒီယာအသိပညာအားနဲ့တော့တာဂတ်ထားပြီးအလိန်ခံရတာမျိုးလေးဒီဆရာများစွာကြုံတွေ့နေရတယ်ဆရာ तू ကကျမကိုတချို့ဆိုရင်အသေးအတန်လေးဖြစ် तू ကကျမကိုတကယ်ချစ်တာလားတို့လိုက်သွားမလားတို့ဒါမျိုးတွေတွေ့ရတယ်ဟိုမြင်လည်းမမြင်လုံးသလားပြားသလားကြီးသလားသေးသလား မဲသလားဖြူသလားလာတော့မှ line ပေါ်မှာပဲမြင်ရတာအပြင်မှာလည်းမတွေ့ဘူးပဲねဒါတွေကိုယုံနေကြတဲ့မိတ်ဆွေတွေလည်းအံ့ဩတယ်ဗျာเนาะဟိုဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မြန်မာပြည်မှာလည်းယောက်ျားမရှားကြောင်းဆရာထားလောင်းပြောကြပါရစေเนาะဒါကြောင့်မလို့မိတ်ဆွေတို့အနေနဲ့မမြဆရာနှမအချင်းကိုချင်းစာလို့အမအချင်းကိုချင်းစာလို့ဆရာကပြောနေရเนาะဆရာဟာဆရာကတော့ဟိုအမမရှိမြန်မာမရှိပြင်မဲ့ဆရာတွေ့နေရတာကြီးအဆင်မပြေလို့တတိထားဖို့အတွက်လူအကြောင်းဆရာကထားလောင်းပြောကြလိုက်ပါရစေခင်ဗျာ အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ပံ့မှုရရှိတတ်တဲ့လုပ်ငန်းရာထူးနဲ့ပတ်သက်လို့ဒီကာလမှာကိုပိုင်းလုပ်ငန်းနဲ့ပတ်သက်ပြီးလှုပ်ဆောင်ကျင်သဘောဆိုရင်ရှီတိုဆောင်ရလှုပ်ဆောင်မှာရာထူးကနေထွက်အလုပ်ကနေထွက်ပြီးတော့ကိုပိုင်းလုပ်ငန်းစတင်ဖို့ကောင်းသလားဆိုရင်ရဲရဲကြီးရှီတိုဆောင်ရလှုပ်ဆောင်မှာအရှင်ပြေမှုတွေတိုးတက်မှုတွေရရှိလာလိမ့်မယ်။တိထားဖို့လိုတာကတော့ဘယ်ရာမဆိုအောင်မြင်မှုရဲ့နောက်ွယ်တိုင်းမှာစူးစမ်းရတာတွေဇွဲတွေရွှေတွေအများကြီးကြာစမယ်ဖြစ်တဲ့အတွက်မရှိလို့နေတဲ့ဘာကိုပြည့်ပြည့်ရှီတိုဆောင်ရလှုပ်ဆောင်ရင်အာသာကောင်းမှုပြီးတော့တိုးတက်နိုင်တယ်အာသာနိုင်တဲ့ကာလဖြစ်တယ်။ အဆက်အသွယ်ပြတ်နေသူတွေအဆက်အသွယ်ပြန်လဲရရှိတတ်တယ်။ငကူကနားလည်မှုလွဲနေတာမျိုးကိုယ့်ရဲ့အပြိုင်ဆိုင်တွေကိုတောင်ကိုကပြုံးပြရင်အစဉ်ပြေပြီးရှော့မှုသွားမယ်လာဖြစ်တာကတော့အသေးကြပဲဖြစ်ကြောင်ဆရာကထပ်လောင်းပြောကြားလိုက်ပြသည်။ဇာဇာပရိသတ်သမီးမိတ်ဆွေများအဖို့ဒီလာတာတော်တွင်မှာဘာကိုလှုပ်လှုပ်ချုပ်ပြီးပြန်ပြောရရင်ငွေကြီးနဲ့ပတ်သက်ရင်အရှိရင်နဲ့ပတ်သက်လို့ငွေကုန်ကြီးကြများရတာမျိုးခရီးသွားကိစ္စလေးတွေကြောင့်ငွေကုန်ကြီးကြများရတာလို့ရင်ကျန်တာပါမှမတွေ့ရဘူး။ ို့ရတွင်ငွေကြီးနဲ့ပတ်သက်လို့ရှင်ကို့အကြောင်းမဟုတ်ပဲတပားသူကြောင့်ငွေကုန်ရတာမျိုးအလူတန်းလေးတွေကြောင့်ဘာသာရေးကိစ္စလေးတွေကြောင့်လည်းငွေကြီးအကုန်ကြအများတက်တယ်ဒါပေမဲ့တစ်ဖက်မှာလုပ်ငန်းနဲ့ပတ်သက်လို့အလုပ်နဲ့ပတ်သက်လို့အကျန်းစီအတွေးခေါ်တွေအပြောင်းအလဲနဲ့လှုပ်ရှင်သွားဆိုရင်ဒီလဟာရရဲ့ကြီးအခြေချလှုပ်ဆောင်ပြီးတော့ဆုံးဖြတ်ရန်ကောင်းသောလဖြစ်တယ်ဒါအပြင် အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီကိုရရှိပြီးတော့အတွေးခေါ်ကောင်းနေရရှိတတ်တယ်။ဒါပေမဲ့တပည့်လက်သားသားချင်းတွေနဲ့ပတ်သက်တာမျိုးပြည်ပခီးသွားတွေနဲ့ပတ်သက်တာမျိုးနိုင်ငံခြား passport visa လုပ်ငန်းတွေနဲ့ပတ်သက်တာမျိုးတွေတည်ထားရမယ်။ကိုဝင်ဆောင်မျိုးသမီးတွေတည်ထားရမယ်။ဒါပါပဲဒီကတော့ဒီလက်တာတော့ဒီမှာကျစာပရိသတ်မိတ်ဆွေတို့ဘာလို့လှုပ်လို့ကျစာပရိကျစာပရိချင်းတွဲလောက်တာမျိုးတွေအာသာကောင်းမွန်တိုးတက်နိုင်တဲ့ဒါအပြင်မိတ်ဆွေတို့အနေနဲ့ ဗုဒ္ဓဘူသာသမီးတွေနဲ့တွဲဖက်လုပ်တာမျိုးကကန္တရာရဲ့အထောက်အကူကိုရရှိတတ်သောကာလဖြစ်ပါတယ်။အကျိုးပေးစီသောအရဟံအနောက်ဆုစုရဖြစ်ပြီးတော့စန္တီယာရကတော့အရှိတောင်တောင်အရဖြစ်ပါတယ်။မေဆွေတို့အနေနဲ့ဒီလာတာတို့တွေမှာအကျိုးပေးကံကောင်းစီတော့ခဏအခရာလေးနေနေဆိုရင်တက္ကနလေးကနန်း၅ကနန်းဟာမေဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမွန်စီပြီးအားသာစီပါတယ်အကျိုးပေးတော့အယောင်နေနေဆိုလို့ရှိရင်တော့အပန်းပန်းရောင်ဆနအဝါရောင်တို့မဟုတ်လို့ရှိရင် စိမ်းရအစိမ်းရောင်တို့မဟုတ်အစိမ်းရင်ရောင်ကလေးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ပြီးတော့အားသာကောင်းမွန်စီတဲ့အတွက်အရေးကြီးသောလုပ်ငန်းကိစ္စတွေလှုပ်ဆောင်တဲ့အခါမှာလှုပ်ဆောင်မှာမိမိတို့ရဲ့လုပ်ငန်းကိုင်ငံအလုပ်ကိစ္စတွေကိုပြောဆိုဆောင်ရွက်တဲ့အခါမှာအရာရာအောင်မြင်တိုးတက်စေရန်အတွက်မိတ်ဆွေများဩဇာရွက်ကလေးတရွက်ကိုဘလို့ဩဇာပဲဖြစ်ဖြစ်ဆောင်ယူပြီးတော့လုပ်ငန်းကိစ္စအလုပ်ကိစ္စကိုချစ်တို့ဆောင်ရလောက်ဆောင်ရင်အောင်မြင်ဩဇာထက်မြက်ပြီးတော့ အဆင်ပြေပါလိမ့်မယ်။စကားမဆက်ဩဇာထက်မြက်တယ်ဆိုလို့ငွေကြီးကိစ္စအတွက်ဆိုရင်တော့ဆရာကြီးမှာကျွတ်နဲ့တန်လျက်လေးလေးမှားလို့ရကြောင်းဆရာ marketing ဆင်းလိုက်အောင်မယ်နော်။ကျွတ်နဲ့အစ်စ်တန်လျက်လက်ွက်ကျွလေးမှားလို့ရပြီနော်။ဒါအပြင်မိတ်ဆွေတို့အနေနဲ့ဒီလတာအတော်တွင်းမှာအဋိဌံပြုလို့တဲ့ဂျာစာပရိသတ်ပြီးမိတ်ဆွေများပေါ်ကတော့စွမ်းနာလို့တပည့်လက်သားအောက်လက်ငယ်သားအောက်လူနဲ့ပတ်သက်ပြီးစိတ်ညစ်စရာတွေပြပြောက်စီရအတွက်ပေါ့အဆဆရရအစဉ်ပြေစီရအတွက်အနုတ္တသောပုရိသဓမ္မတာရထိဆိုတော့ဗတိကို ခုနှစ်ရက်ခုနှစ်ပတ်နှုန်းနဲ့တနည်းကိုခုနှစ်ပတ်ခုနှစ်ရက်နှုန်းနဲ့အတိတ်တန်ပြပါအခက်အခဲတွေဟာယူပြစ်တယ်လို့ပြောက်ကင်းသွားပါလိမ့်မယ်ခင်ဗျမိတ်ဆွေတို့ဒီလတ်တာတော့ဒီမှာဘာကိုလှုပ်လို့တနင်္လာသာသမီတနင်္လာနေ့ဒီမှာအရေးကြီးသောကိစ္စတွေကိုသတိထားပါတနင်္လာသာသမီတွေနဲ့တွဲဖက်လုပ်တာမျိုးကကံရဲ့အနှဲငယ်အားနည်းစီသောလာဖြစ်ပါတယ်ခင်ဗျဒါအပြင်မိတ်ဆွေတို့အနေနဲ့အဝေးတနေရာမှာရှိတဲ့အဝေးမှာရှိတဲ့ဆွေမျိုးသားချင်းတွေစိတ်ပူပန်မှုအနှဲငယ်ပေးတာမျိုးတွေကြုံရတတ်ပါတယ်ခင်ဗျ တပည့်လက်သားသာသမီတွေနဲ့ပတ်သက်လို့ကောင်းပြီဒါပြင်မိတ်ဆွေတို့ဒီလက်တာအတော်တွေမှာဆိုရင်ဘာဟိုလှုပ်လို့အရှိစစူးရက်ကိုခီးထွက်တာမျိုးလေးတွေမှာတတိထားဆင်ကျင်ပေးဖို့လိုအပ်ပါတယ်လက်လက်နဲ့ပတ်သက်တာမျိုးလေးတွေကျမ်းမာရေးနဲ့ပတ်သက်တာမျိုးလေးတွေဆိုအရှိစစူးရက်ကိုမျက်နှာမူပြီးခီးထွက်တာမျိုးလေးတွေကကံရဲ့အားနည်းမှုကိုဖြစ်ပေါ်စေပါတယ်ဒီလက်တာအတော်တွေမှာအကျိုးပေးကံကောင်းစေတဲ့အရာလေးတွေလည်းဆရာပြီးသွားပြီအဲ မိတ်ဆွေတို့အနေနဲ့ဒီတလတာတော်တွေမှာမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းသွက်အယောင်းထွက်စီပြီးတော့မိတ်ဆွေတို့ရဲ့ကုန်ပစ္စည်းတွေခက်မြန်မြန်အယောင်းသွက်ရှင်တပါဆိုရင်တော့ရောင်းမဲ့ကုန်ပစ္စည်းတွေကိုနော်ရောင်းမဲ့ကုန်ပစ္စည်းတွေကိုဆရာတို့ခရင်လေးတစ်ချောင်းနဲ့နော်ခရင်လေးတစ်ချောင်းနဲ့သုံးချက်တီးတီးထိပို့တွေ့ရိုက်ပုတ်ပြီးတော့အဲရောင်းလိုက်ပါဒါဆိုရင်ရောင်းကောင်းမှအသေးရပဲဖြစ်ပါလေခင်ဗျာနော်ဒါအပြင်အဆက်ဆက်ရအစင်ပြီးအောင်မြင်စေပြီးငွေကြီးကံအားကောင်းစေရန်အတွက်ပြုလုပ်ရမယ့်ရေရာအနေနဲ့ဆိုရင်တော့ဆရာတို့ကျွေးပကံရားလေးတစ်ချက်တည်းမှာ ကျွေးပကံပြားလေးတစ်ချာထဲမှာဆရာတို့မိတ်ဆွေတို့အနေနဲ့ဆရာအကျွေးစီကလေးတစ်စီမတ်စီကလေးတစ်စီပေါ့နော်မတ်စီကလေးတစ်စီကိုရှာရှာပြီးတဲ့အခါကျွေးပကံပြားလေးတစ်ချာထဲမှာတင်ပါအလဲတက်တက်မှာတင်ပါတင်ပြီးတော့အပေါ်ရောင်မှာအပေါ်မှာဖျောင်းနိုင် အစိမ်းရောင်ဒီတိုင်းတင်ထွင်းပြီးတော့မိတ်ဆွေတို့ရဲ့လုပ်ငန်းအမြင့်တရားမှာသို့မဟုတ်အိမ်ရဲ့အမြင့်တရားမှာဈေးဆိုင်ရဲ့အမြင့်တရားမှာလက်လာပါပွင့်လန်းပြီးတော့လွဲနေတဲ့ဟာတွေတိတိဆိုင်ဆိုင် အကြမကြဖြစ်သွားစေရန်အတွက်တိတိကြကြအောင်အောင်မြင်မြင်ဖြစ်သွားစေရန်အတွက် လက်လာပါပွင့်လန်းစီရန်တို့ကကြွေပကံများလေးတစ်ချက်တည်းမှာအလေတက်တဲ့မှာမတ်စိအခုခေတ်တော့ဗတ်စိလေးရတယ်เนาะအကျွေးစီဒါပေမဲ့တိထားဖို့လိုတာမတ်စိလို့ခေါ်မယ်မတ်စိလေးတစ်စီကိုတင်ပါတင်ပြီးသွားတဲ့အခါဆရာမတ်စိထောင်ရလားမလုပ်နိုင်အောင်เนาะတချို့ကမတ်စိလေးတစ်ချက်ကိုတင်တင်ပြီးသွားတဲ့အခါမိတ်ဆွေတို့ဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်ပါဖျောင်းနိုင်အစိမ်းအောင်လေးဒီဇိုင်းကိုထွင်ပြီးတော့ငွေဝင်ပါစေဆိုပြီးတော့မိတ်ဆွေရဲ့လုပ်ငန်းအမြင့်တနေရာသို့မဟုတ်ဈေးဆိုင်မှာထွင်ပါဖျားเจ้าကတော့ထွင်စရာမလိုဒါဆိုရင်လက်လာပါပွင့်လန်းပြီးအစင်ပြလာမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ ဂျာဇာပိသသမီးမိတ်ဆွေတွေအားလုံး6လပိုင်းအတွင်းမှာတကယ်ကိုတိုးတက်အောင်မြင်ကြပါစေလို့ဆရာကဆုတောင်းထောက်ပနာပြုရင်းနဲ့ဆရာငနာပိတွေမေးခြင်း0939293916 7902041 WhatsApp Telegram မှာဖြစ်စေ Viber မှာဆက်သွယ်မေးမြန်းနိုင်တယ်လို့ဆရာငနာမှာ CPO နိုင်တဲ့ကျွတ်နတ်တန်လျက်အဆောင်လေးတွေမှာယူခြင်းတပတ်စုမှာယူလို့ရကြောင်းနဲ့မလိုချင်လို့ရှိရင်တော့ အယူယူစရာမလိုချင်ဆရာကပြောရင်းနဲ့မိတ်ဆွေကြတာပြီးတာသမီတွေနောက်တစ်ပတ်မှပြန်ဆောင်သွားမယ်ခင်ဗျကဲနောက်တစ်ခါတော့မနေ့ကြအောင်တောက်ကြရည်လက်ကိုရောက်ရှိလာတော့ပါပါခင်ဗျကျေးဇူးတင်ပါတယ်